လေးငယ်တွေစိတ်သက်ကြရဲဆိုတဲ့ဟာကလူတတော်များကမဟုတ်ပါဘူးကလေးတွေကပေါ့ပေါပါနေတာပဲပျော်ရွှင်နေတာပဲသူတို့မှပူပေမရှိပါဘူးလို့ထင်တတ်ကြပါတယ်။ဆိုပါစို့ကိုကတိုင်းရင်းသားဖြစ်နေတယ်။အဲ့တော့ကျန်တဲ့ကောင်တွေကဗမာပြည်ကကောင်တွေကမင်းကချင်းမဲกว่าမင်းကချင်းမဲกว่าမင်းကရခိုင်မဲกว่าဆိုကျွန်တော်တိုင်းငယ်မှာအဲ့လိုမျိုး discriminate လုပ်တဲ့ society လေးရှိနေ။အဲ့ကောင်တွေကလေးငယ်အနေနဲ့လူမှုဝင်ချင်မှာဝန်ဆက်မှုစူးစမ်းရင်းနဲ့မိတ်ဆွေမရှိတော့ခံစားရတဲ့အခါမှာလေ depression ဖြစ်တတ်ပါတယ်တဲ့။ င်္ဂလာပါဆိုတော့ကျွန်တော်မေးခွန်းလေးတစ်ခုမေးရတယ်ပေါ့နော်ဒီနေ့ကဘာကြီးမှာ လူကြီးတွေပဲ depression ဖြစ်တာမဟုတ်ဘူးလူကြီးတွေပဲ stress ဖြစ်တာမဟုတ်ဘူးကလေးငယ်တွေလည်း stress တွေဖြစ်တယ်ဘာကြောင့်ဖြစ်တယ်လဲအဲကျွန်တော်တို့နိုင်ငံနဲ့ရှင်ပြီးတော့ပြောမယ်ဆိုရင်တော့ငွေကြေးကြောက်လားစီးပွားရေးကြောက်လားချမ်းမရေးကြောက်လားပညာရေးကြောက်လားစသဖြင့်မိဘတွေမိလာတယ်ပေါ့နော်အဲ့တော့ကလေးငယ်တွေစိတ်သက်ကြရဲဆိုတဲ့ဟာကလူတော်တော်များကမဟုတ်ပါဘူးကလေးတွေကပေါ့ပေါပါနေတာပဲပျော်ရွှင်နေတာပဲသူတို့မှပူပင်မရှိပါဘူးလို့ထင်တတ်ကြပါတယ်မဟုတ်ပါဘူးတကယ်တမ်းကျတော့ကျွန်တော်တို့လူကြီး းတွေလိုပဲခလေးတွေကလည်းစိတ်ကြနိုင်ပါလေ တို့ရဲ့အသက်အရွယ်နဲ့ပေါ်ပြနိုင်တဲ့စွမ်းပကားတွေဟာကျွန်တော်တို့တွေလက်ဆိုင်ညတာမှုမရှိပါဘူးကျွန်တော်တို့ကကျွန်တော်တို့ဒေါသတွေကိုဖြေဖြောက်ပလိုက်လို့ရတယ်ဘီယာတွေတောက်ပလိုက်လို့ရတယ်မူးယူပလိုက်လို့ရတယ်အော်ဟစ်ပလိုက်လို့ရတယ်ခလင်းငယ်တွေမှာကျွန်တော်တို့မျိုးဖောက်ခွဲခွင့်ကအတော်အတန်အခွင့်အလမ်းနေပါတာကိုတွေ့ရပါတယ်အဲ့ဒီခါမှာတို့ရင်ထဲမှာပဲတို့မျိုးတိတ်ရင်းနေပဲတို့ကတစ်ဖြည်းတစ်ဖြည်းတစ်ဖြည်းနဲ့စိတ်တက်ပြီးကြာလာပါတယ်စိတ်ကြတဲ့လက္ခဏာတွေကိုကျွန်တော်တို့ပြောမယ်ဆိုရင်တော့ခလေးတစ်ယောက်မှာ ျွန်တော်အခုပြောပြမယ်အချက်အလက်တွေတပတ်သုံးမဟုတ်နှစ်ပတ်တော်တော်ကြာအောင်တွေ့နေရပြီဆိုရင်အဲ့ကလေးကစိတ်တက်ကြနေပါပြီ။ဘာလို့လဲ?တိစိတ်ထိခိုက်တယ်လို့သူပြောတယ်ညင်းဝေးတယ်လို့ပြောတယ်ဒါမှမဟုတ်လို့ရှိရင် ုံစံမမှန်တဲ့တုံ့ပြန်မှုတွေနဲ့သူ respond လုပ်တယ်ပေါ့နော်တုံ့ပြန်တယ်ပေါ့လှုံ့ဆော်တယ်ပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုအယံငိုတာမျိုးတွေအယံစိတ်ဆိုးတာမျိုးတွေသူတွေ့ရမယ်ဟိုးတော့ကစိတ်ဝင်စားခဲ့တဲ့ကိစ္စတွေကိုစိတ်မဝင်စားဘဲနဲ့ပလစ်လိုက်တယ်ပေါ့ကလေးကလျှော်လိုက်တယ်ပေါ့အဲ့လိုဟာမျိုးကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့သူမကြာခဏမအိပ်ဖဲနဲ့အကြာကြီးနှလုံးတွေကြောင်နေတာအိပ်ကြီးပြက်တာတွေဒါမို့အစာမစားကျင်တာအစာတွေအယံစားကျင်လာတာ ပြီးတော့စိတ်တွေကကြွားပြီးတော့ရောစီတက်နေတာမျိုးတွေပြီးတော့တုံ့ပြန်မှုညံဆန်လာတာတွေကိုတွေ့ရမယ်ဆိုရင်တဖြည်းတဖြည်းတဖြည်းနဲ့ကလေးဟာစိတ်ကြလေလို့ကျွန်တော်သတ်မှတ်နိုင်ပါတယ်ဒါအပြင်ကိုကိုကိုသူစဉ်းစားရင်းနဲ့ ဖြတ်လို့တဲ့စိတ်တွေပါပေါ်လာတတ်တယ်ဒါဟာတိတ်ကြောက်ဖို့ကောင်းပါတယ်စူဆိုက်ဘက်ကိုကျွန်တော်တို့ဥတီရတဲ့ဘောပါနောက်တစ်ခုကတော့စာသင်ကြားခြင်းနဲ့ပတ်သက်တဲ့ learning process တွေကျွန်တော်တို့ရော့ပါလာတာကျဆင်းလာတာ learning process တွေအဆင်မပြေလာတာမျိုးလည်းတွေ့ရရင်ကလေးဟာစိတ်ကြနေပါပြီအဲ့တော့ဘာလို့အဲ့လိုဖြစ်တာလဲဆိုတော့ပြောရမယ်ဆိုရင်တော့လေနံပါတ်1 family problem လို့ခေါ်ပါတယ်မိသားစုတွင်းမှာ ဖြစ်တဲ့ပြဿနာ အခုခေတ်ဆိုပိုဆိုးပါတယ် separate ဖြစ်နေတဲ့မိဘတွေ divorce ဖြစ်နေတဲ့မိဘတွေတချို့မိဘတွေကတအိမ်ထဲမှာသာတူတူနေကြတယ်မိဘနှစ်ပါးရဲ့ communication တွေမိဘနှစ်ပါးရဲ့ relationship တွေဟာအစင်မပြေချောမွေ့မှုမရှိတဲ့အခါကျတော့အဲ့ဒီမှာကလေးကဘသူ့ကိုအားကိုးရမှန်းမသိဘူးသူ့ရဲ့ကဘာဟာဒီမိဘနှစ်ပါးပဲဒါပေမဲ့ဒီမိဘနှစ်ပါးကကြိုးကြောင်တွေလည်းဖြစ်နေရောကလေးအနေနဲ့ပြင်းမှန်းရပါတယ်ဒါအပြင်အိမ်တွင်းအကြံဖတ်တာ အဖေကအမေကိုနှိပ်စက်တာရောက်ခမကြီးကချွေးမကိုအနိုင်ကျင့်နေတာတွေကိုကလင်းငယ်ကတွေ့တဲ့အခါမှာသူ့အနေနဲ့စိတ်ပိုင်းဆိုင်ရာတွေ depression ဖြစ်ဖို့ကြီး stress တွေပြီးဖို့ကြီးစတင်ခံစားရပါလေတဲ့ နောက်တစ်ခုကတော့ခလေးရဲ့ဒုတိယပတ်ဝန်းကျင်ဖြစ်တဲ့ကျောင်းမှာတွေ့ရတဲ့ဖြီးစည်းမှုတွေပေါ့ပညာရေးရဲ့ဖြီးစည်းမှုတွေတငယ်ချင်းတွေကကိုယ်ကိုမပေါင်းတာတွေဆိုပါစို့ကိုကတိုင်းသားဖြစ်နေတယ်အဲ့တော့ကျန်တဲ့ကောင်တွေကဘာမာပြားကောင်တွေကမင်းကချင်းမဲกว่าမင်းကချင်းမဲกว่าမင်းကရခိုင်မဲกว่าဆိုကျွန်တော်တိုင်းနေမှာအဲ့လိုမျိုး discriminate လုပ်တဲ့ society လေးရှိတယ်အဲ့ဒါကြောင့်ခလေးငယ်အနေနဲ့လူ မှုဝင့်ခြင်းမှာဝင်ဆက်မှုစ조사ရင်းနဲ့မိတ်ဆွေမရှိအောင်ခံစားရတဲ့အခါမှာလေ depression ဖြစ်တတ်ပါလေတဲ့နောက်တစ်ခုကတော့ bully ပေါ့နော်သူ့ကိုအနိုင်ကျင့်တာသူ့ကိုနှိပ်စက်တာမျိုးတွေတကယ်ချင်းတွေကစလိုက်တာအနိုင်ကျင့်တာမျိုးတွေရောက်တယ်ဖြစ်တတ်ပါလေတဲ့အော်နှစ်ချက်ရှိသွားပြီနောက်တစ်ချက်ကတော့တဲ့ကိုရီးကိုတာအပြောင်းအလဲတွေရောက်တယ်ကိုကိုကိုဖြစ်တတ်ပါဥပမာကျွန်တော်တို့အဲဘယ်လိုပြောရမလဲဆယ်ကျော်သက်ပေါ့နော် teenager ဖြစ်လာတယ် adolescent ဖြစ်လာတဲ့အချိန်မှာမျက်နှာမှာဝက်ချံပေါက်တာတွေကအစသူ့အတန်အိုးတွေ ြောင်းလာတာအစုံဒါယောက်ျားလေးတွေပေါ့အမင်းကလေးတွေဆိုလို့ရှိရင်အသားရည်တွေတင်းလာမယ်ရင်သားတွေဖွံ့ဖြိုးလာမယ် menstruation cycle စပြီးတော့လေပတ်တော့မယ်အဲဒီအချိန်မှလေကလေးဟာမိမိကိုမိမိမကြိုက်တော့ဘူး ငါဟာခလေးဘဝလေးဒါကြီးကယွန်စရာကြီးကဒါကြီးကအပြိုဖြစ်တာကြီးကဘာကြီးလဲ menstruation cycle ဆက်လာပြီဆိုတော့သူ့မှာဒီသွေးသားနဲ့ပတ်သက်တဲ့ quality ပေါ်လာပြီအဲ့ဒီအချိန်မှာခလေးကိုကျွန်တော်တို့က sex education ကိုစနစ်တကျပေးတတ်ဖို့လိုပါတယ်အဲ့လိုမျိုးမပေးနိုင်ဘူးဆိုရင်ဖြစ်ခလေးဟာမိမိကိုယ်ကိုမနှက်တတ်တဲ့ပုံစံနဲ့စိတ်တိုင်းဆိုင်ရာထိခိုက်ရရှာပါလေတဲ့နောက်တစ်ခုကတော့ accidentally လို့ခေါ်တဲ့မတော်တဆဖြစ်ရတဲ့ဂျုံနဲ့မိဘတည်ဆုံသွားတာမျက်မြင်သက်သေအဖြစ် တစ်ခုခုကိုကိုက အဲတက်တည်ထွက်ဆိုလာတာကိုရှိမှကြီးကျယ်တဲ့ accident တွေတခုဖြစ်ပြီးတော့လူပေါင်းများစွာကျိုးပဲ့ပျက်စီးအသက်ဆုံးရှုံးလာတာဥပမာမြေလင်းလိုဟာမျိုးနာကက်လိုဟာမျိုးအဲ့လိုမျိုး trauma sorry အဲ့လိုမျိုးအချက်အလက်တွေကိုတွေ့အတွေ့အကြုံတွေကိုတွေ့ပြီးတော့လည်းခလေးဟာမတော်တဆဖြစ်ရတွေကြောင့်သူတို့တွေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ပါတယ်တဲ့